ခမင်းတုတ်ပဲအစားများတယ်စိမ်မန်းတုတ်ကကြတော့အန်ဒီတို့ဘက်ကဒလေးဖြစ်နေတဲ့အတွက်အဲ့ဒီဘက်ကလူတွေပဲတည်တယ်ဒီဘက်ကရန်ကုန်ကလူတွေကတိတ်မတည်ဘူးစိမ်မန်းတုတ်စားတကယ်တော့အတုံးဆုံးပဲပေါ့နော်တို့အဲ့ဘဏ္ဍာမအခေါ်အဝေါ်ကသူကစိမ်မန်းတုတ်လို့ခေါ်တာသူကအဓိကစိမ်မန်းဆိုတာလေတုတ်ဘူးကြော်လေးတွေကိုညှက်ထားတာကိုသူကစိမ်မန်းလို့ခေါ်တာတဲ့ တော့ဖူကလည်းကိုရိုင်းကြိုထားရဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဖူအစိမ်းရောကြော်ထားတဲ့တော့ဖူတွေရောအရသာကတော့သူများနဲ့မတူပါဘူးဒါကတော့ဒီ anti oil ရဲ့ဆွေးစင်မျိုးဆက်လက်ရာလေးပေါ့နော် ဟယ်လို I'm စီပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အောင်ကမနဲ့အစောကြီးလမ်းလျှောက်ထွက်ရတဲ့အခုမိုးတော့ကောင်းမလင်းသေးဘူးပေါ့နော်ဒီနားလေးကိုရောက်တော့တငယ်ချင်းတယောက်ပြောထားတာလေတတိယသွားလို့ပါရမီလမ်းပေါ်မှာပါအခုကလေ anti oil ရဲ့ဗဒောင်းထမင်းတုပ်လေလာစားတော့ပေါ့နော် anti oil ရဲ့ဗဒောင်းထမင်းတုပ်ဆိုရင်မသိတဲ့သူလုံးဝမရှိဘူးတဲ့ဒီနားလေးမှာဆိုအကုန်လုံးတကူးတကားတော့မှလာစားကြရပေါ့နော်အဲ့ရောအောင်လဲလမ်းလျှောက်ထွက်ရင်တကူးတကားလေးမနဲ့စစော အခု6နာရီ6နာရီခွဲခြားတဲ့မှာတော့မှလူကများနေပြီပေါ့နော်အဲ့ရောဆိုင်လေးကိုနည်းဆက်စုရင်နဲ့ထမင်းတုပ်လေးစားကြမယ်နော် ်းတုပ်ရတယ်စိမ်းမန်းတုပ်ရတယ်အမဲကျော်ဝက်ကျော်ကြက်သားသားလုံးကျော်ကျက်ဥကျော်ထမင်းတုပ်ပဲအစားများတယ်စိမ်းမန်းတုပ်ကကြတော့အန်ဒီရိုးဘက်ကဒလေးပြင်းနေတဲ့အတွက်အဲ့ဒီဘက်ကလူတွေပဲတည်တယ်ဒီဘက်ကရန်ကုန်လူတွေကတိတ်မတည်ဘူးဒါဒီရာကိုစိမ်းမန်းလို့ခေါ်တာဒီညက်ထားတဲ့ဟာလေးတွေကအဲ့ဒါကိုစိမ်းမန်းလို့ခေါ်တာတုပ်ဥကျော်လေးတုပ်ဥကျော်စိမ်းမန်းလို့ခေါ်တာဒါသမောစီ ถ้ามันจีอยูจูร่าล่ะอันนี้ใจเธอล่ะเป็นมงลีเนี่ย အနေဆိုင်ဖွင့်နိုင်ရောဘယ်လောက်ကြာပြီလဲရှင်ကြာတော့ဒါ16 9နှစ်လောက်တော့ရှိပြီတယ်ဟုတ်လားဒီနေရာမှာပဲဒီနေရာလေးမှာပဲအရင်စားပြီးတော့ဖွင့်တော့ခုံလေးနဲ့ဖွင့်တာနောက်ဒီလဲလေးပေါ့ဟုတ်ဟုတ်အန်တီရရောဟောပဒေါင်းကလားပဒေါင်းသာတိပဲဟောပဒေါင်းသာတိလို့ရက်ွက်တဲ့ရပဲဒါလေးကစိန်ပန်းတော့အပေါ်မှာတုတ်ဖူးကြော်လေးဖြူထားတယ်သူကအဓိကစိန်ပန်းဆိုတာလေတုတ်ဖူးကြော်လေးတွေကိုညှက်ထားတာကိုသူကစိန်ပန်းလို့ခေါ်တာတဲ့စိန်ပန်းတုတ်တပွဲရဲ့ဒီမှာအန်တီအော်ရဲ့ပဒေါင်းထမင်းတုတ်ဆိုပဒေါင်းထမင်းတုတ်ကနာမည်ကြီးရဲ့ဆိုပဒေါင်းထမင်းတုတ်တပွဲရဲ့နှစ်ပွဲမှာထားပါတယ်မနက် စာဆိုတော့အများကြီးလည်းမစားနိုင်ဘူး။နှစ်ပွဲပဲမှာတိုင်။ဒါပတောင်းထမင်းတုပ်ပါ။အောင်ကတော့ခုနကျက်ဥကျော်လေးတွေ့လိုက်တာအရင်စားချင်သွားလို့ဒီမှာဝက်သားကျော်လေးပါနည်းနည်းထပ်မှာမယ်နော်။အောင်ထမင်းတုတ်ကလေးဒီမှာတုတ်ဖူးကြော်လေးတွေနဲ့ဒါကကျုပ်ကျုပ်ကြော်ဆိုအောင်ပါလေ ဲ့လိုအနှစ်မကျက်မှစိုက်တာဒီရေပူပူလေးတောက်ချင်ရင်တော့ဒီမှာ share ပဲအငွေ့တထောင်းထောင်းနဲ့တွေ့လားပဲတီချင်လေးနဲ့အဲ့တော့ထောင်းကြပါနော်ပဲတီချင်လေးနဲ့ခမင်းတုပ်လေးနဲ့ဒီမှာရင်နွေးလေးလည်းချထားပေးရစိမ်ပန်းတုပ်လေးဆောင်းလိုက်ပါနော် အောင်လုံးมาထားတယ်ပထောင်းထမင်းတုတ်ဒီမှာစက်သားလုံးလေးပါအောင်ထပ်မှာထားရပါတော့စက်သားလုံးကိုသူကဒီမှာပကံထဲမှာညှက်ပေးရပါတော့ပထောင်းထမင်းတုတ်လေးနဲ့ပြီးတော့ဒါကတော့စိမ်ပန်းတုတ်လေးရပါပြီရှင်စိမ်ပန်းတုတ်ကတော့ဒါဟုတ်ပါဘောเนาะအတုတ်ဆုံးပါပဲအဓိကသူ့ရဲ့အသက်ကတူဖူးပေါ့เนาะတူဖူးလဲကိုယ်တိုင်ကြိုတာလို့ပြောရတယ်အန်တီတို့ကလေအဲ့တော့မနက်၃နာရီခွဲလေးနာရီလောက်ခက်တည်းကထပြီးတော့မှပြင်ဆင်ထားတဲ့တုတ်ကလေးတွေပေါ့เนาะ ဒါကြပါအောင်ရှင်။ပထောင်ထမင်းတော့ပါရှင်။ก็ใส่ปูหิงค่ะเอามากองใส่มาตกซาจ้ะบ่าวရှင်ตัวก็ปုံพันธุ์ส่วนแล้วอจ่อเนี่ยไม่ซาจ้ะอูแหละดีอย่างนี้มาตุ๊กกูจ่อได้ป่ะเลยสรอกนี่จิ๊มเนาะ စိမ်မန်းတုတ်စာတကယ်တော့အတုံးဆုံးပဲပေါ့နော်သူတို့အဲ့ဗထောင်းမှာအခေါ်အဝေါ်ကသူကစိမ်မန်းတုတ်လို့ခေါ်တာဟင်းဒါလေးကောင်းတယ်ကြာဒီမှငရဲ့ဒီချိန်နဲ့စွတ်သွန်ဖြူလေးစားပေးရစောစောစီစီမှွေးနေအောင်လို့စားလိုက်ပါမယ်တိုဖူကလည်းကိုယ်တိုင်ကြိုထားရဖြစ်တဲ့အတွက်ကြောင့်မို့တိုဖူအစိမ်းရောကြော်ထားတဲ့တိုဖူတွေရောအရသာကတော့သူများနဲ့မတူပါဘူးဒါကတော့ဒီအန်တီအော်ရဲ့ဆွေးစင်မျိုးဆက်လက်ရာလေးပေါ့နော် ိကတော့ပထောင်ထမင်းတုပ်လေးအောင်စားတာနည်းနည်းလေးအဆက်ပေါ့ပါတယ်နည်းနည်းဆက်ဆက်လေးစားရင်တော့ပိုကောင်းနေမှာစိန်ပန်းတုပ်ကိုကြတော့အောင်ကနည်းနည်းအဆက်ကဲထားတော့အဲ့ဒါလေးကပိုစားကောင်းနေပါတော့အောင်တို့ MC ကနေပြီးတော့မှအခုလို street food ဆိုင်လေးတွေရောင်းအားတက်စီဖို့ရည်ရွယ်ပြီးတော့မှတကယ်လဲစားကောင်းတဲ့ street food ဆိုင်လေးတွေပါအောင်တော့တွားရောက်ရိုက်ကူးဖြစ်ပါတယ်အဲ့တော့ အန်တီအော်ဤပဒောင်းထမင်းတုပ်ဆိုတဲ့ဆိုင်လေးအတွက်အောင်ကတန့်ရှင်းမှုအပိုင်းမှာတော့4 star ပေးချင်ပါတယ်ဆိုင်လေးကသက်သက်ရက်လေးနဲ့ဝင်လိုက်တာနဲ့ကိုထိုင်စားချင်စရာလေးပါရင်းနှီးခွက်လေးလည်းတန့်ရှင်းနေရပဲစိတ်ချမ်းသာရပါတော့အောင်ကလည်းဆိုက်ကယ်စီးတာကြောင်းနေသူဆိုတော့လေတန့်ရှင်းမှုအတွက်4 star ပေးပါမယ်ပြီးတော့အရသာကတော့လုံးဝ share ပဲ ရတာတော့5 star ပေါ့နော်အဲထမင်းတုပ်ကြိုက်တဲ့သူတွေပြီးတော့အဲ့လိုအတုပ်စုံကြိုက်တဲ့သူတွေပေါ့နော်စိမ်ပန်းတုပ်ကြိုက်တဲ့သူတွေပေါ့တချို့ဆိုရင်အဲအဲ့ဒီ data ကနေရန်ကုန်မှာလာနေတဲ့သူတွေလည်းရှိမှာပဲအဲ့ဒီတော့အဲ့လိုလူမျိုးတွေအတွက်ဆိုရင်လည်းဒီဆိုင်ကလုံးဝလာစားသင့်တဲ့ဆိုင်လေးပါအရသာတော့ share ပါ5 star ပေးပါတယ် အဲ့တော့ဆိုင်လက်လိပ်စာလေးနဲ့အောင်တစ်ချက်ပြန်မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ Indo City ရဲ့အရှိမပါပါရမီလမ်းမပေါ်မှာရှိပါတယ်တဒါလန်းထိပ်မှာရှိတယ်မနက်6နာရီလောက်ဆိုလို့ရှိရင်ကတော့ Andy OE ပထောင်ထမင်းတုတ်လေးကတော့ဖွင့်ပါပြီရှင်အဲ့တော့ဒီနားလေးမှာတောင်းကလာမှာနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်လမ်းလျှောက်ထွက်ရင်လည်းကံမောင်နဲ့ဆိုနီးနီးလေးပေါ့နော်ကံမောင်ကလမ်းလျှောက်ထွက်ရင်လည်းအပြန်ပါဆက်ဝင်ဆွဲသွားခြင်းလည်းရပါတယ်ဘူးလေးနဲ့တသက်ရထည့်ပေးထားတာပါအရသာကတော့ share ပါပဲရှင်အဲ့တော့ပရိသတ်တွေအားလုံးလည်းဒီဆိုင်လေးကိုလာစားကြည့်ကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီနေ့အောင်ရော နှစ်ပွဲစားပြီးတော့ bike တင်သွားပြီပေါ့နော်ပြန်လိုက်ပါအောင်မယ်ဒီချိန်ကလှုပ်ထားရီကုံသွားရီတင်တယ်အဲ့တော့သွားပြီနော်အားလုံးနှုတ်ဆက်ခဲ့ပါရှင်တတပါ